ပညာသားပေါ်ပါနဲ့ဥရောပတခွင်ပြပြဆိုင်အောင်ဝင်နေတဲ့ဒီတကူဒီလိုကတော့ဥရောပတိုက်အနှံ့လှည့်လေပြီးပကြီးကားတွေပဲခိုးခဲ့ပါတယ်ခိုးတာမှပကြီးကားအနေငယ်သာခိုးခဲ့တာမျိုးမဟုတ်ဘဲနဲ့ပကြီးကားပေါင်းရာနဲ့ချီပြီးတော့ခိုးခဲ့တာပါသူခိုးခဲ့တဲ့ပကြီးကားတွေဟာစုစုပေါင်းတန်ဖိုးဒေါ်လာ1.8ဘီလီယံထိကိုရှိပါတယ်ဒါဟာအမှုပညာလက်ရပစ္စည်းခိုးယူခံရမှုတမိုင်းမှာလည်းအများဆုံးသောပမာဏတစ်ခုဖြစ်ပါတယ်ဒီလိုမျိုးတန်ဖိုးရှိလို့နဲ့ပကြီးကားပေါင်းများစွာကိုသူကဝောက်လေတဲ့ကြောင်းအဒီနာလီတက်လက်နဲ့ဂျာဂင်ကြီးတစ်ထည်သာအသုံးပြုပြီးခိုးယူခဲ့တာပါ ဒါကြောင့်မဲ့သူ့ကိုပကြီကားသကိုးဖြစ်နေဘယ်ရဲဘယ်ဆောင်ကမှတတိမထမိခဲ့ပါဘူး။ဒါဆိုရင်သူ့ဘလိုများအဋ္ဌပစ္စည်းလေး၃ခုတည်းနဲ့ရဲတွေတတိမထမိအောင်ပကြီကားတွေကိုဘလိုခိုးယူခဲ့တာလဲ။နောက်ပြီးသူကဘာအတွက်ကြောင့်ပကြီကားတွေပဲရွေးခိုးခဲ့တာလဲ။ဒီကဘာကျော်ပကြီကားသကိုးနောက်ဆုံးပါဆက်ဖြစ်သွားတာလဲ။ကဲကျွန်တော်ဒီမေးခွန်းတွေရဲ့အဖြေကိုတူတူဆက်ကြည့်လိုက်ရအောင်ပါ။ဇလန်းကိုတော့ပြင်တဲ့နိုင်ငံသားစတီဗင်ဘရေဝေဆာအကြောင်းနဲ့ဆရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်သူဟာစုစုပေါင်း2.9ဘီလီယံလောက်ထိတန်ကြီးရှိတဲ့ပကြီကားပေါင်းများစွာကိုခိုးယူခဲ့တဲ့လူတစ်ယောက်ဖြစ်နေလို့ပါ။ စတီဖင်ဟာပြင်သစ်နိုင်ငံသားတဦးဖြစ်ပြီး1995ခုနှစ်တည်းဘာပြမှုမှတ်တမ်းမှာကျူးလွန်ထားခြင်းမရှိသေးတဲ့တာမန်လူတစ်ယောက်ပါဒါပေမဲ့1995ခုနှစ်မတ်လမှာစတီဖင်ကသူ့ရဲ့ချစ်သူအန်နီကက်သရီနဲ့တူဆွစ်ဇာလန်နိုင်ငံကိုအလဲပတ်ခီးထွက်ခဲ့ပါတယ်ဒီလိုနဲ့သူတို့ရောဆွစ်ဇာလန်နိုင်ငံမှာရှောက်လေပတ်နေရင်ဂီယာဆိုတဲ့မြို့တစ်မြို့ရောက်မှာအဲ့ဒီမြို့ထဲမှာရှိတဲ့နုပညာပြတဲ့တခုကိုဝင်ရောက်လေလာခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်ကနေပဲစတီဖင်ကိုကဘာကျော်ပကြီးတစ်ခုတည်းရောက်စပြီးတော့ဖြစ်သွားစေခဲ့တာပါ တီဗီနိုဆောင်တွေဟာအမှုပညာပြတိုက်တဲ့လိုက်လံကြည့်ရှုကြရင်ရှောက်လန်းတန်နီယာရောက်မှာဂျာမန်ပကြီးရေးဆရာ ခရစ်စတီယန်ဘေးဟန်ရေးဆွဲထားတဲ့ရုပ်ပုံပကြီးကားတစ်ချက်ကစတီဗင်ရဲ့အမြင်အာရုံကိုလုံးဝဖန်ဆားခဲ့ပါတယ်။စတီဗင်ကအဲ့ဒီပကြီးကားချက်အတွင်းမှာပါတယ်။အမျိုးသမီးရဲ့အကြည့်တွေကအသက်ဝင်လွန်းလာကြအောင်မျက်စိမလွှဲနဲ့အောင်ထီကိုအဲ့ဒီပကြီးကားပေါ်တော်တော်လေးသဘောကျသွားခဲ့တာပါ။ဒါကြောင့်မဲစတီဗင်ရဲ့စိတ်ထဲမှာဒီပကြီးကားကိုလိုချင်တက်မှတ်လွန်တဲ့စိတ်တွေကထိန်းချုပ်လို့မရအောင်ကြီးစိုးလာခဲ့ပြီးအဲ့ဒီပကြီးကားကသူ့ရဲ့အပိုင်ဖြစ်ရမယ်။ဒီပကြီးကားကိုရအောင်ယူမယ်ဆိုတဲ့စိတ်တွေလည်းပေါ်ပေါက်လာခဲ့ပါတယ်။အဲ့နောက်ပြင်ရောက်တဲ့အချိန်မှာစတီဗင်ကသူ့ရဲ့ချစ်သူကက်သရင်ကိုအခုလိုမျိုးပူပွင့်လေးလေးစကားတစ်ခုပြောဆိုတိုင်ပင်ခဲ့ပါတယ်။ ကက်ဒရင်ရေငါကုနာကပတိကားချက်ကိုအရန်လိုချင်မိတယ်ကွာအဲ့ဒီပတိကားကိုရအောင်ခိုးမယ်မင်းလည်းရောပေးနေမလားဒီလိုမင်းရဲ့ခါမှာစတီဖင်ရဲ့မိန်းကောင်ကတာမန်ချစ်သူမိန်းကလေးတယောက်ဆိုရင်တော့တိုင်းတာမတိုင်းနေလို့မကောင်းတဲ့ကောင်းနဲ့မတွဲဘူးဆိုပြီးထားခဲ့ကောင်းထားခဲ့နိုင်ပြီမယ်ကက်ဒရင်ကအဲ့ဒီလိုမိန်းကလေးမဟုတ်ပါဘူးသူမကစတီဖင်ကိုအရန်ချစ်ပြီးအဆအဆအရာရာလေးဘေးကနေပံ့ပိုးကူညီပေးချင်နေတဲ့မိန်းကလေးတယောက်ပါဒါကြောင့်မဲ့ကက်ဆရင်ကစတီဖင်ရဲ့စကားကြားကြားပြီးချင်းမှာပဲဒီအကြံမစိုးဘူးမလုပ်လို့ကြရအောင်ဆိုပြီးတော့ပြန်လဲသဘောတူပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့နောက်တနေ့မှာတော့စတီဖင်တို့ဆိုရအောင် ဂီယာနုပညာပြတိုက်ကိုတပံပြန်လဲရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကနုပညာပြတိုက်တွေမှာအဆောင်တာဝန်ထမ်းဆောင်နေတဲ့လူတွေကလက်ချိုးရည်လိုရသလို CCTV ဆိုတာကလည်းအဆောင်အပြေမရှိနေခဲ့ပါဘူး။ဒီလိုချိန်တွေကိုခွင်ကောင်းယူပြီးခိုးမှုတစ်ခုအတွက်အတွေ့အကြုံရှိသေးတဲ့ Stephen ဟာဂျာကင်အင်ဂျင်တည်ထဲသားဝင်းစင်ကယုံကြည်မှုရှိရှိနဲ့ပြတိုက်တွေကိုဝင်လာခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့ပြီးမှအားကိုးလို့ရမယ့်ခြေသူကေတရင်းရှိနေတယ်လို့ဗကြီးကားဖြတ်ဖို့ဝက်ဝလဲတက်လဲနဲ့ CCTV ဖြတ်ဖို့အန်တီနာတက်လက်တို့လည်းအင်ဂျင်အိတ်ထဲမသိမသာထည့်ပြီး ယူဆလာပေးခဲ့ပါတယ်ဒီလိုနဲ့သူခိုးယူချင်နေတဲ့ဂျာမန်ပကြီကရှေ့ရောက်တဲ့အခါမှာခက်သရင်ကရှောက်လန်းတွေမှာအဆောက်အဉရှိမရှိမျက်ခြေမပြတ်ကြည့်ပေးထားပြီးတော့စတီဗင်ကတော့ပကြီကချက်ကိုပါလာတဲ့ဝက်ဝက်လည်းနဲ့စပြီးတော့ဖြုတ်ကိုပါတယ်အဲဒီနောက်မှာတော့ပကြီကကိုလှည့်ပြီးသူ့ရဲ့ဂျာကင်အင်ဂျီတွေထဲကခက်တီတီနဲ့ပဲနှစ်ယောက်သားဂီယာပြတဲ့အတွင်းကနေထွက်ခွာနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့စတီဗင်တို့ဆိုရီးယားပြင်းထန်နိုင်ငံစီပြန်လာခဲ့ကြပြီးသူ့ရဲ့အောင်မြင်မှုတွေပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့ one thief Olisative တခါခိုးဖို့ရေနောက်တစ်ချိန်ထပ်ခိုးမှာပဲဆိုတဲ့စကားပေါ်တိုင်းစတီဗီယာသူပထမဆုံးလုပ်ခဲ့တဲ့ခိုးမှုတစ်ခုကိုတော့လိုလေကူကနဲ့အေးဆေးသွားလှုပ်ဆောင်နိုင်ခဲ့တာကြောင့်နောက်ထပ်ခိုးမှုတွေကိုထပ်လုပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။လိုနက်စတီဗင်တို့ဆောင်တွေကအချိန်ခဏသာခြားခြားပြီးတော့ဥရောပနိုင်ငံ9နိုင်ငံကိုလှည့်လည်သွားကအဲ့နိုင်ငံတွေကလူပညာပြတဲ့ပေါင်း190ကျော်ကနေပကြီကားချက်ပေါင်း240ထိခိုးယူနိုင်ခဲ့ပါတယ်။အဲ့လောက်များတဲ့ပကြီကားချက်တွေကိုခိုးယူနေခဲ့တဲ့တခြားလုံးမှာစတီဗင်ကရဲရင်နဲ့ပြတဲ့လုံခြုံရေးစောင့်တွေရဲ့အတိထားမိခြင်းကိုလုံးဝမခံခဲ့ရပါဘူး။ ဒါပါကြောင့်လို့ထင်ပါလေဒီလိုအောင်မီမီခိုးယူဖျက်သန်းနိုင်ခဲ့တာကစတီဗင်ရဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမှုနဲ့သူရေးဆွဲထားတဲ့ပလန်ကြောင့်လို့ပဲပြောရမှာပါစတီဗင်ကအဆောင်များပြီးနာမည်ကြီးနေတဲ့လူပညာပြတဲ့တွေကိုဘယ်တော့မှဝန်ရမခိုးခဲ့ပါဘူးသူကနာမည်သိမရှိတဲ့ပြတဲ့တွေမှာတော့လှည့်လည်ခိုးယူခဲ့တာပါ။တချိန်တည်းပိုခိုးခဲ့တဲ့ပြတဲ့တွေတော့ရှိခဲ့ပြီးနောက်တစ်ချိန်အဲ့ဒီပြတဲ့စီပြန်သွားရင်တော့စတီဗင်ကနှက်ခမ်းမှုတွေမုတ်ဆိတ်မှုတွေနဲ့ပြန်သွားလိမ့်ရှိခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီခိုးမှုတွေအလုံးအောင်မြင်နေတဲ့နောက်ကမှမမေ့သင့်တဲ့လူတယောက်ရှိပါတယ်။သူကတော့စတီဗင်ရဲ့ချစ်သူခက်သရင်မှာ ကက်သရင်ကသူမချစ်သူအယူမှုဖြစ်နေတဲ့ပကြီးကားခိုးမှုတိုင်းမှာလိုက်ပါကူညီခဲ့ပြီးရောက်ွယ်ကနေစတီဖင်ရဲ့လုံခြုံရေးကိုဂရုစိုက်ပေးခဲ့ပါတယ်ဒီလိုမျိုးကိုအချိုင်လဲလို့ပေးတဲ့ချစ်သူတယောက်ရထားတာကလည်းစတီဖင်အောင်မြင်မှုတွေရဲ့နောက်ွယ်ကလေဝဲချက်တစ်ခုလို့ပဲပြောရမှာပါကဲဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့မိကုန်းတချို့နဲ့ပတ်သက်ပြီးတော့စဉ်းစားဖို့လိုလာပါတယ်အဲဒီမိကုန်းကတော့စတီဖင်ကဒီလိုမျိုးပကြီးကားချက်တွေကိုကိုပါတီလုပ်နေခဲ့တာလေတံပိုးကြီးမားတဲ့ပကြီးကားချက်တွေခိုးရကနေသူတို့ဆောင်တွေကချမ်းသာနေပြီလား ပရိသတ်တို့အနေနဲ့စတီဗင်ကဒီပကြီးကားချက်တွေကိုချမ်းသာလို့စေချောင်ခိုးယူခဲ့တယ်လို့ထင်နေတော့လုံးဝမားသွားပါလိမ့်မယ်။စတီဗင်ကပကြီးကားချက်ပေါင်းများစွာခိုးယူပြီးတဲ့အချိန်ပြင်သစ်နိုင်ငံရဲ့စားသောက်ဆိုင်တကူမှာဇပွဲတို့ဖြစ်နေလောက်ကန်ဆောင်ရွက်နေစေဖြစ်ပြီးသူ့ရဲ့ချစ်သူကက်သရင်းကလည်းသူနာပြုတ်လို့ကသာဆက်လက်လောက်ကန်နေစေပါဟုတ်ပါရင်စတီဗင်ကဒီလိုပကြီးကားချက်တွေကိုစီးပွားဖြစ်ရောင်းချဖို့ခိုးယူခဲ့တာမျိုးမဟုတ်ပဲသူလက်ရှိနေထိုင်နေတဲ့သူ့အမေရဲ့အိမ်လေးထဲမှာခိုးယူထားခဲ့တဲ့တံပိုးကြီးပကြီးကားတွေပြင်ဆင်ပြီးတော့တံမဘဝမျိုးနဲ့သာနေထိုင်ခဲ့တာပါ ပြောရမယ်ဆိုရင်စတီဖင်ဟာဗကြီးနုပညာကိုအင်မတန်ယူသွတ်တဲ့ဝမ်းတွင်ယူတယောက်လို့တော့ပြောလို့ရပါတယ်။နောက်ပြီးစတီဖင်ကိုရဲတွေမရဲမိတော့တခိုးမှလူမသိစေတာကလည်းအခုလိုမျိုးတခိုးယူခဲ့တဲ့ဗကြီးကားချက်တွေကိုဈေးခွက်တွေပြန်ရောင်းချတာမျိုးမလုပ်ဘဲအိမ်မှာပဲထိမ့်သိမ်းထားတာကြောင့်ရဲတွေကပျောက်သွားတဲ့ဗကြီးကားရဲ့နောက်ကြောင်းလိုက်လို့မရဖြစ်နေပါတယ်။ဒီလိုမျိုးများစွာသောနုပညာလက်ရာတွေကိုဘယ်သူမှသတိမထားမိအောင်ရရှိထားနေပေမဲ့လေစတီဖင်တယောက်ကတော့နောက်ထပ်ဗကြီးကားချက်တွေကိုထပ်မံခိုးယူနေခြင်းဖြစ်ပါတယ်။အဲဒီလိုကိုလောပါကိုအတော်မတန်နဲ့စိတ်ကြောက်မဲ့စတီဖင်ရဲ့ကြာဆုံးကန်းကစတင်လာပါတယ် 1999ခုနှစ်မှာစတီဖင်နဲ့ကက်သရင်းတို့ဆိုရဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ပြတဲ့တစ်ခုစီကိုသွားပြီးတော့ရှေးကသူတို့လုပ်ခဲ့တဲ့လေယိုလုံစင်တိုင်းပကြီးကားချက်ကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီဒီရေမှာတော့ယုံကြည်မှုရှိလို့နေတဲ့စတီဖင်ကိုရဲတွေကတတိထားမိသွားခဲ့ပြီးစစ်ဆေးတဲ့အခါမှာစတီဖင်ရဲ့ဂျာကက်အင်ကြီးထဲမှာပကြီးကားတစ်ချက်ခိုးယူထားတာတွေ့လိုက်ရပါတယ်။ဒါကြောင့်ရဲတွေကသူ့ကိုဖမ်းဆီးလိုက်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်တဲ့အချိန်မှာစတီဖင်ရဲ့မှုကကြီးမားတဲ့မှုတစ်ခုမဟုတ်တော့လို့သူခိုးယူခဲ့တာကလေတန်ဖိုးသိမ့်မကြီးတဲ့ပကြီးကားတစ်ချက်ဖြစ်နေခဲ့ပါတယ်။ ောက်ပြီးစတီဗင်ကိုရန်ကလည်းအရင်ကဘာပြစ်မှုမှတမ်းမှမရှိတဲ့လူတစ်ယောက်ဖြစ်တယ်လို့ငိုရိုပြီးတောင်းပန်နေခဲ့ပုံတွေကြောင့်ဆွစ်ဇာလန်ရဲတွေကသူ့ကိုတတိပေးမှုတွေသာပြုလုပ်ပြီးအချုပ်ကနေလွတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဆွစ်ဇာလန်နိုင်ငံတွင်နေထိုင်ခွင့်ကိုတော့ရှစ်လပိတ်ချလိုက်တာကြောင့်စတီဗင်လည်းကက်သရင်းနဲ့တူပြင်းထန်ကိုပြန်လာခဲ့ပါတယ်။စတီဗင်ကသူ့ရဲ့ပရမောဆိုလဲချော်ခဲ့မှုပေါ်အားမလို့အားမရဖြစ်ခဲ့ပေမယ့်တခြားဥရောပနိုင်ငံတွေအတွက်မှာတော့နောက်ထပ်ခိုးမှုတွေထပ်မံပြုလုပ်နေခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီဖြစ်ရပြီး၄နှစ်ကြာမှာ သူ့ကိုဖမ်းမိခဲ့တဲ့ဆွစ်ဇာလန်နိုင်ငံကအဲ့ဒီပြတဲ့ကိုကက်သရင်းနဲ့တူပြန်သွားပြီးတော့နောက်တစ်ကြိမ်ခိုးယူမှုပြုလုပ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါဟာအင်မတန်စွန်းစားလုပ်ပြီးတော့ယူမိုက်တဲ့လုပ်ရက်တစ်ခုလို့ပဲပြောရမှာပါ။အဲ့ဒီလုပ်ရက်ကြောင့်ပဲစတီဗင်ရဲ့နောက်ကျောင်းတွေမှာအလုံးပူပေါ်သလိုပေါ်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပထမသူ့ကိုဖမ်းမိထားတဲ့ပြတဲ့တွင်ကအဆောက်တယောက်ကသူ့ပြန်လာလာကိုတတိထားမိသွားခဲ့ပြီးနောက်တစ်ကြိမ်ပကြီးကားခိုးယူမှုကိုထပ်မံဖမ်းဆီးမိလို့ပါ။ဒါကြောင့်မစတီဗီရဲ့နောက်ကျောင်းကိုပြည်သက်ရဲတွေစီကြောက်ကြပြီးတော့စုံစမ်းခိုင်းရမှာပြည်သက်ရဲတွေလည်းတောက်လျှောက်လိုက်လံစုံစမ်းပါတယ် ဒီနေရာမှာစတီဖင်ကန်ကောင်းသွားတာတခုကသူအဲ့ဒီလိုဖမ်းမိမိကျဲမှာပဲကက်သရင်းကပြင်းထန်နိုင်ငံမှာရှိတဲ့စတီဖင်ရဲ့အမေကိုအကြောင်းကြားခဲ့ပြီးအိမ်ကမကြီးကားတဲ့အားလုံးကိုကြိုရှင်းခန်းခဲ့တာပါစတီဖင်ရဲ့အမေကလည်းမီးရှို့တင်တာရှို့ရေထဲမျောတင်တာမျောအားလုံးကိုရှင်းပြခဲ့ပါတယ်ဒါပေမဲ့တစ်ပတ်လောက်ကြာတဲ့ချိန်မှာရေထဲမျောထားတဲ့ပကြီးကားတွေကိုပြင်းတဲ့ရေတွေကတွေ့ခဲ့ကြပြီးစတီဖင်ပါဝင်ကြံ့ကြပါရီဖြစ်ခဲ့ကြတဲ့ကက်သရင်းနဲ့ စတီဖင်ရဲ့မိကိုပါဖမ်းဆီးလိုက်ကြပါတယ်အဲဒီနောက်မှာတော့စတီဖင်ရဲ့ပကြီကားကိုခိုးယူမှုနဲ့ထောင်တန်းလေးနဲ့ကြားခဲ့တယ်လို့စတီဖင်ရဲ့အမေအမ်မာကထောင်တန်းတနေခွဲနဲ့ကက်သရင်းကတော့ထောင်တန်း6လဆိုပြီးတီးတီးကြားခဲ့ပါတယ်ကက်သရင်းကထောင်ကားထွက်တဲ့အချိန်မှာစတီဖင်ကိုအပိတလန်ခွဲသွားခဲ့တယ်လို့အမေဖြစ်သူကလည်းသူ့ရဲ့စတီဖင်ကို အိမ်ဘောကနေနေချခဲ့ပါတယ်။စတီဗင်တယောက်ရှော့ရက်တွေနဲ့ထောင်ကလွတ်လာခြင်းမှာပြန်စရာအိမ်မရှိတော့သလိုအတူနေခဲ့တဲ့ချစ်သူနဲ့သူတံမိုးထားပြီးခိုးခဲ့တဲ့ပကြီကားကြီးလည်းသူ့ဘဝမှာမရှိတော့ပါဘူး။ဒါပေမဲ့စတီဗင်ကတော့နောက်တော့မရပဲပကြီကားခိုးယူမှုကိုဆက်လက်ကျူးလွန်နေရင်ထောင်ချလိုက်ပြန်လွတ်လာနိုင်တဲ့ထောင်ထပ်ချလိုက်ပြန်လွတ်လိုက်နေတော့တန်တရာလိန်နေရင်းနဲ့2019ခုနှစ်နောက်ပိုင်းမှာတော့ကဘာကျော်ပကြီတကူစတီဗင်ရဲ့အကြောင်းလည်းပါဆက်နာမှမကြရတော့ပါဘူး။ဒီလိုနဲ့ပဲလောဘကိုတော်မတတ်နိုင်တဲ့စတီဗင်ရဲ့ဘဝဟာအဆုံးသတ်သွားရတယ်လို့ပဲပြောရမှာပါ။ ကဲကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာက Stephen ရဲ့ဘဝဖြစ်ရမယ့်ဇာတ်လမ်းလေးကနေတန်ဝေကရရစရာတူယူစရာတွေကိုရရှိခဲ့မယ်လို့ပြောနေပါတယ်ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်